လေဗျာအာနာရှင်ခေါင်းဆောင်ဟောင်းဗိုလ်မှူးကြီးမူအမဂရာဗီဗီကတရားမဝင်ငွေကြေးတွေရယူခဲ့တယ်ဆိုတဲ့ဆက်ဆဲချက်အတွက်ပြင်သစ်သမ္မတဟောင်းနီကိုလတ်ဇာဂိုစီဟောင်းထောင်ဒဏ်၅နှစ်6မှတ်ကျင်းခံခဲ့ရပါတယ်။အဓိကဆက်ဆဲခံရတဲ့အကြောင်းရင်းကတော့ဇာဂိုစီဟောင်း2008ခုနှစ်ရွေးကောက်ပွဲတုန်းကဂရာဗီစီကနေယူရိုငွေတန်းပေါင်း10ကျပ်နဲ့ချင်းတရားမဝင်အကူအညီရယူပြီးသုံးစွဲခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ပြင်သစ်ရဲ့ဥပဒေတွေမှာတော့ရွေးကောက်ပွဲဝယ်ဆင်မှုတွေအတွက် ဒီပေါ်နိုင်ငံတွေရဲ့ငွေကြေးထက်ဝင်လူတန်းမှုတိုင်းကိုပြင်းပြင်းထန်ထန်တောင်းမြစ်ထားတာဖြစ်ပါတယ်၂017မှာဂဒါဗီအစိုးရပြုတ်ကျသွားပြီးတဲ့နောက်ထွက်ပေါ်လာတဲ့အဆောင်ရဆာနန်းတွေမှာအဲ့ဒီငွေကြေးလွှဲပြောင်းမှုတွေပေါ်ပေါက်လာရကဇာဂိုစီအတွက်အစပြီးအကြက်ရိုက်လာစေခဲ့တာဖြစ်ပါတယ်ဒါ့အပြင်တရုတ်ခွင်မှာလည်းတပ်တွေတချို့ကသူတို့ဟာလက်ဆွဲတစ်တာအပြည့်ငွေသားတွေကိုလက်လွဲယူဆောင်ပေးရတာတွေရှိခဲ့ကြောင်းထွက်ဆိုခဲ့ပါတယ်စက်တင်ဘာ25ရက်နေ့မှာတော့ဘာရီမြို့ရာဇဝတ်ခုံရုံးက ။စာကိုစီဟာအဲ့ဒီဆွဆဲချက်အတွက်ကျင်းတွေပေါအပြည့်ရှိကြောင်းသတ်မှတ်ပြီးထောင်ဒဏ်၅နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့အကတိအလိုက်ဆောင်မှုမဲဆွေမှုတွေမှာတရားမဝင်ငွေကြေးတွေချဲ့လဲအသုံးပြုမှုစတဲ့တခြားဆွဆဲချက်တွေကနေတော့သူ့ကိုဂွင်းလွန်ကျော်လွှတ်ပေးခဲ့ပါတယ်။တရားရုံးစီရင်ချက်အရစာကိုစီဟာပြည်ထံကိုအယူခံဝင်ရင်တောင်မှအကျဉ်းထောင်ထဲမှာဆက်ပြီးနေနေရအောင်မှာဖြစ်ပါတယ်။ပြင်သစ်သမရဖြစ်2008ခုနှစ်ကနေ2010နှစ်ထိတာဝန်ယူခဲ့ဘူးတဲ့။အသက်80ရွယ်စာကိုစီကတော့ တရားရုံးဆုံးဖြတ်ချက်ဟာပြင်းထန်လွန်းတယ်လို့ဝေဖန်ခဲ့ပါတယ်။သူကဘယ်လိုအမှားမျိုးမှအကျွလွန်မထားခဲ့ဘူးလို့အစင်တစိုက်ငင်းဆိုခဲ့တယ်လို့သူ့အပေါ်ဆွဆဲချက်တွေဟာနိုင်ငံရေးအရာအထိုးနှက်လုပ်ကြံမှုတွေတာဖြစ်တယ်လို့ပြောကြားထားပါတယ်။အစိုးရရှင်တွေကတော့ဆာကိုစီကိုဂဒါဖီကငွေကြေးထောက်ပံ့ကူညီခဲ့ပြီးအပြန်အလှန်တွေနဲ့ဆာကိုစီကအနောက်နိုင်ငံတွေကြောင်းမှာနာမည်ကောင်းမရတဲ့ဂဒါဖီရဲ့ပုံရိပ်ကိုဝါရဖြန့်တန်းစင်ပေးဖို့ကတိပြုထားခဲ့ကြောင်းဆွဆဲခဲ့ပါတယ်။ စီရင်ချက်မှာစာကိုစီဟာထောင်းနှံအပြင်ငွေကြေးယူရိုတသိန်းပါပေးဆောင်ဖို့ပါရှိခဲ့ပါတယ်။စာကိုစီဟာလာမယ့်ရက်ပိုင်းအတွင်းဘာရီမာရှိတဲ့အကျဉ်းထောင်တစ်ခုကိုပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ်။သူကနိုင်ငံရဲ့တရားစီရင်ရေးအပေါ်အပြည့်အဝအယုံကြည်ခဲ့သူတူအနေနဲ့တရားရုံးဆုံးဖြတ်ချက်ပေါ်အများကြီးစိတ်ထိတ်ခိုက်မိကြောင်းသူ့ကိုထောင်ထဲမှာအိတ်ဆေးချင်ကြတဲ့သူတွေရှိမှသူကထောင်ထဲကိုသွားမှာဖြစ်ပေမဲ့ခေါင်းတော့ငိုက်ဆိုင်နေမှာမဟုတ်ကြောင်းတမရဟောင်းကဆိုခဲ့ပါတယ်။ဂဒါဖီရဲ့သားဖြစ်သူဆိုင်အစ္စလမ်က ။စာကိုစီဟာဖခင်စီကနေရွေးကောက်ပွဲရန်ပုံငွေအများအပြားတရားမဝင်လက်ခံရယူခဲ့တယ်လို့စွပ်စဲပြီးတဲ့နောက်2013မှာစုံစမ်းစစ်ဆေးမှုတွေစတင်လာခဲ့တာဖြစ်ပါတယ်။2010ရဲ့ရွေးကောက်ပွဲမှာအရေးနဲ့ခဲ့တဲ့နောက်ပိုင်းစာကိုစီဟာနောက်ထပ်ရဇဝတ်ကျောင်းဆိုင်ရာစွပ်စဲချက်တွေကိုလည်းရင်ဆိုင်ခဲ့ရပါသေးတယ်။2024တုန်းကစာကိုစီဟာ2010ရဲ့ရွေးကောက်ပွဲတုန်းကမဲဆွေငွေတွေကိုအလွန်အကျွံအသုံးပြုခဲ့ပြီးအဲ့ဒီအချက်လောက်ကိုဖုံးပြဖို့စ조사ခဲ့ကြအောင်ပြစ်မှုထင်ရှားလို့ထောင်ဒဏ်တစ်နှစ်6မှတ်ခံခဲ့ရပြီ အဲ့ဒီတဲက6လောက်ကိုတော့အဆိုင်ငယ်ပြည်တန်းလို့သတ်မှတ်ပေးခဲ့ပါတယ်2012တုန်းကလည်းသူဟာအဲ့ဒီမတိုင်ခင်9နှစ်လောက်တုန်းကတရားသူကြီးတူကိုလက်ထိုးခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်အတွက်ပြစ်မှုထင်ရှားကြောင်းတွေ့ရှိခဲ့ဘူးပါတယ်အဲ့ဒီတုန်းကသူဟာဆိုင်းငယ်ပြည်တန်းနှစ်နှစ်အပါဝင် ထောင်ဒဏ်3နှစ်6မှတ်ခြင်းခံခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ပြည်တန်းကိုနေအိမ်အကျယ်ချုပ်အနေနဲ့ပြောင်းလဲဖို့အယူခံအောင်မြင်သွားခဲ့တာဖြစ်ပါတယ်ဒါဟာပြင်သစ်နိုင်ငံတမိုင်းမှာသမရဟောင်းတူက ထမဆုံးအကြိမ်ထောင်ဒဏ်စီရင်ချက်ချမှတ်ခြင်းခံခဲ့ရသူအနေနဲ့မှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။